ညတုံးကတော့ဘရော်နီကာကသူ့ကိုဘယ်သူမှအပြစ်ရှာလို့မရအောင်ဝေဖန်လို့မရအောင်တကယ်ကိုမှစွမ်းဆောင်ရည်ကောင်းတွေကိုပြတာလိုက်တာပါဘရော်နီကာရဲ့တကယ်ကိုမှပြင်းလို့နဲ့လက်တီထိုးချက်တွေကြောင့်ပြိုင်ဘက်ဖြစ်တဲ့ဂျူနီယာဖက်သစ်ဟာအခုချိန်မှာစိတ်မကောင်းစွာပဲဆေးရုံမှာတော်တော်လေးကိုအခြေအနေဆိုးရွားနေတာဖြစ်တဲ့အတွက်ဘရော်နီကာကိုယ်တိုင်ကဝါနေမီကြောင့်ပြောလာခဲ့ပြီလေဖြစ်ပါတယ်ပရိသတ်တွေကလည်းဘရော်နီကာအတွက် ဝမ်းသာနေကြပေမဲ့တစ်ဖက်မှာပြိုင်ဘက်ဖြစ်တဲ့ Junior Feathers ကတော်တော်လေးကိုအချိန်နဲ့ဆိုးရွားနေတာဖြစ်တဲ့အတွက်ဝမ်းနည်းနေကြတာပါ Junior Feathers ဟာပွဲစားတာနဲ့ Ronica ရဲ့တကယ်ကိုမှပြင်အားပြင်လက်သီးထိုးချက်တကူခံခဲ့ရတာပါနောက်တောင်းသုံးခါလေးခါတိတိလဲကြခဲ့ပေမဲ့လုံးဝကိုအသဲမာတဲ့ Junior Feathers ကလက်မလျှော်ဘဲနဲ့ပြန်လဲထခဲ့ပြီး Ronica ကိုပြန်လဲခြေပလက်သီးတွေကန်ချက်တွေနဲ့ထိုးခဲ့ပါတယ် ဒါပေမဲ့ Bronica ရဲ့ left tee တွေကတကယ်ကိုပါဝါကြီးလွန်းတာပါဘလို့မှ Junior Feathers ကရှင်းလို့မရပါဘူးဒီပွဲကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်နှစ်ယောက်စလုံးကအခွင့်အရေးကိုစီရရှိထားကြတယ် Junior Feathers ဟာလေခနှစ်ပွဲဆက်တိုင်းအနိုင်ရရှိထားတယ်ဆိုတော့ One Championship ကသူ့ကိုနောက်ဆုံးစာမပွဲစစ်တာပဲ Bronica ကိုသာအနိုင်ရလို့ရှိရင်သူဟာစာချုပ်ကြီးရသွားမှာဖြစ်ပါတယ်တစ်ဖက်မှာလည်း Bronica က ပွဲဦးထွက်မှာရှုံးထားဖြစ်တယ်ဆိုတော့ဒီပွဲမှာသူကနိုင်မကိုရပါမယ်စာချုပ်ကြီးရထားတဲ့ဘရိုနီကာတို့သူကစာချုပ်ကြီးရထားတဲ့ fighter ဆိုတာဘလိုမျိုးလဲဆိုတာကိုသူကိုယ်တိုင်ကပြသရမှာပါဝိုင်းရင်စီယိုဖြစ်တဲ့ Chatry Grain ကဘရိုနီကာပေါ်မှာအများကြီးမျှော်လင့်ထားခဲ့တာပါဘရိုနီကာဟာအောင်လခစ်အလုံးမှာမြန်မာပြည်သက်တို့တကယ်ကိုမှကိုးစားပြီးမဲ့ fighter ဖြစ်ဝမ်ချမ်ပီယံရှစ်ကလိုချင်နေတာပါဆိုတော့ဘရိုနီကာကတော့ပြောထားတဲ့အတိုင်းပါပဲတကယ်ကိုလုတ်ပြသွားခဲ့ပြီး ပထမပွဲမှာရှုံးခဲ့တာဖြစ်တဲ့အတွက်ဒါပေမဲ့အဲ့ဒီပွဲမှာသူ့အနေနဲ့လုံးဝကိုနီးစနစ်တင်မှားခဲ့တယ်။ပြီးတော့ဒီဝိတ်တန်းမဝင်အောင်အစားတော့တွေပြင်ဆင်တဲ့အခါမှာလည်းလုံးဝမယွင်သွားခဲ့တာဖြစ်တဲ့အတွက်သူ့အနေနဲ့တက်လုံပိုင်းဆိုင်ရာမှာအများကြီးထိခိုက်သွားခဲ့တယ်။ဒါပေမဲ့အခုပွဲတော့မသူတော့ဘူးသူ့အနေနဲ့သူ့စိတ်ကြိုက်လုံးဝကိုနော်တရားရဲ့ခိုင်လို့ပြင်ဆင်ထားခဲ့ပြီးဒီပွဲကိုအလဲထုနဲ့အနိုင်ယူစေချင်လုံးလို့နော်ယူချင်လုံးလို့ကိုဒါယောက်ျားလေးဖိုက်တာတွေနဲ့ပဲအဓိကလေ့ကျင့်ခဲ့တာဖြစ်ကြောင်းဘရိုနီကာကရှင်းပြပါတယ် အခုတော့ Bronica ရဲ့တကယ်ကိုမှပြင်းအားပြင်းလို့တဲ့လက်သည့်ထိုးချစ်တွေနဲ့ပြန်မဖြစ်တဲ့ Junior Feathers ကတော့ဆေးရုံမှာအသက်ထိလူနီးပါးဖြစ်သွားခဲ့ရတာပဲဖြစ်ပါရဲ့ဗျာတကယ်ကိုလည်းစိတ်မကောင်းပါဘူးเนาะ